လိုင်းသာယာမြို့နယ်ဒဂုံအေယာအဝေးပြေးကိန်းဤအတွင်းမတန်အနှောရထားဆက်မှုဆောင်အတွင်းရှိကျူးကျော်နေထိုင်သူတွေနဲ့လူဝင်အား200ကျော်တို့ဒီဇင်ဘာလ16ရက်နေ့ညနေပိုင်းကရုံရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီးကျူးကျော်တဲလေးလုံးနဲ့ဆိုင်ကယ်တစီမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်နေစရာခက်ခဲရှိသူတွေကအနှောရထားဆက်မှုဆောင်အတွင်းဝင်ရောက်ဆောက်လုပ်ခဲ့တဲ့နေအလုံး3000ကျော်နဲ့နေအိမ်60ကိုဒီဇင်ဘာလ15ရက်နေ့ညပိုင်းမှာလူတစုကဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ ီလိုဖြည့်ဆည်းခင်ရပြီးဒီဇင်ဘာလ16ရက်နေ့နံနက်ပိုင်းမှာအနော်ရထာစမှုဆောင်မုတ်ဝါမှာကျူးကျော်နေထိုင်သူလူဦးရေတထောင်လောက်ကဝဝဝင်းကုမ္ပဏီပိုင်မြေနေရာပေါ်မှာနေထိုင်ခွင့်ပြုဖို့တောင်းဆိုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ညနေ6နာရီမှာလူဝင်အား200ကျော်ကအဲဒီနေရာရှိကျူးကျော်တဲတွေကိုရှင်းလင်းခဲ့ပြီးကြန့်ရှိနေတဲ့ဝက်လုံးတွေကိုသိမ်းဆည်းဖို့စီမံခန့်ခွဲရေးရုံးမှလူစုခဲ့ကြတယ်လို့သိရပါတယ်။အဲဒီချိန်မှာကျူးကျော်နေထိုင်သူတွေက ကဲဒုတ်လေးခွာတွေနဲ့ပြစ်ခတ်ရာကနေနှစ်ဖက်ရုံရင်ဆန်ခတ်မှု ဖြစ်ပွားခဲ့ပြီးကျူးကျော်တဲ့လေးလုံးနဲ့ဆိုင်ကယ်တစ်စီးမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှဒူရဲမှုကြီးမြင့်လင်ကတဲလေးလုံးမိရှုမှုနဲ့ပတ်သက်ပြီးရဲဘက်ကတရလိုပြုလုပ်ကအမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးသေဆုံးသူနဲ့ဒဏ်ရာရသူတော့မရှိဘူးလို့ဆိုပါတယ်။မီးလောင်ကျွမ်းမှုကိုမိသက်ကတစ်စီးလာရောက်နှိမ့်သက်ခဲ့ပြီးည9နာရီမှာမီးငြိမ်သွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေယာဝန်ကြီးဘိုးမှုကြီးတင်ဝင်းတို့လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲတပ်ဖွဲ့အင်အား200ကျော်ကအဆိုပါအနော်ရထားဆက်မှုဆောင်အတွင်းလုံခြုံရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။